ဘွားချတဲ့ခင်းတော့အဲ့နာဝက်ဝက်တဲ့ဘွားကရင်းချတယ်မလို့ဝက်လိုက်တာငင်းငင်းလှောက်တာပြောမလန်၂၈ရက်နေ့ကလှုပ်ခဲ့တဲ့စကိုင်းငင်ကြီးကြောင့်လူထောင်နဲ့ချီပြီးတည်ဆွနေရတဲ့ဖြစ်ရမှာနိုင်ငံလေပိုင်းကမန္တလေးနဲ့စကိုင်းမှာလူသေးဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။သေဆုံးသူတွေထဲမှာစကိုင်းမျိုးနယ်တွေကနေစစ်ကောင်စီတက်ရန်ကြောင့်အိုးရင်စွန့်ခွာပြီးစစ်ဘေးရှောင်နေတဲ့မိသားစုတစုလည်းပတ်ဝန်းကျင်ပြီး ငရင်ကျောင်းမိသားစုဝင်6ဦးသေဆုံးခဲ့ရပါတယ်။အသက်59နှစ်ရွယ်ဒေါ်အေးမြင့်ဝင်းတို့မိသားစုဟာဆွေနှီးမျိုးဆက်တော်တဲ့ဘုန်းကြီးရှိရာ မင်းကွန်ဒေသမှာရှိတဲ့ AR မြေပေးကအိုက်တိုင်ကျေးရွာမှာလာရောက်ခိုလုံနေတာနှစ်နှစ်နီးပါးရှိနေပါပြီ။သူတို့ရဲ့ဇာတိဖြစ်တဲ့စကိုင်းမျိုးနယ်ဘဒူကျေးရွာကိုစွန့်ခွာလာခဲ့ကြတာပါ။တော်အေးမြင့်ဝင်းတို့နေထိုင်တဲ့ဘဒူရွာရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေက 2023ခုနှစ်မေလလယ်မှာဝင်ရောက်စီးနှင်းတက်ခိုက်ခဲ့ကြပါတယ်။အလုံးရင်းနဲ့ဝင်တိုက်ခံခဲ့ရတာကြောင့်ရဲတွေဟာစခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေအသာစီရခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကဘဒူရွာတဲ့ကိုစစ်လျင်နဲ့၃ချိန်ထက်မနည်းဘုံကျဲချပြီးမြေပြင်ကစစ်သားတွေဟာလည်းဘဒူရွာထဲမှာတက်ဆွဲလိုက်ပါတယ်။အင်းအောင်စု2000ကျော်ရှိတဲ့ဘဒူရွာကိုအဲ့ဒီချိန်ကလေးကစစ်တပ်ကမကြာခဏမိတင်ရှို့နေတာ ခုဆိုရင်တော့ရွာပြက်ကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီအဲ့ဒီကာလကလေးကဘဒူရွာသားတွေဟာနိစ္စရာကိုထွက်ပြေးတင်းရှောင်ခဲ့ကြရတာပါဘဒူရွာသားတွေဖြစ်ကြတဲ့ဒိုအေးမြင့်ဝင်းတို့မိသားစုဝင်ကိုဟာလေတခြားရွာသားတွေနီးတူရွာကိုစွန့်ခွာလာခဲ့ကြပြီးအိုက်တိုင်ရွာဖုန်ကြီးเจ้าမှာတင်ငန်းဝင်နေတဲ့ဆွေမျိုးတော်ဆက်သူဖုန်ကြီးစီမှာလာရောက်ခိုးလုံနေကြတာဖြစ်ပါတယ် အိုက်တန်ရွာမှာနေသားကြသလိုဖြစ်လာတဲ့ဒေါ်အေးမြင့်ဝင်းတို့မိသားစုဟာစကိုင်းငင်ကြီးတွင် တစားစီပြိုကွဲသွားခဲ့ပါတယ်။ငရင်လုံတန်ကိုကနအူးခန်းစားသိရှိခဲ့ပေမယ့်ငရင်လို့မထင်ပဲစစ်ကောင်စီရဲ့တိုက်လေရင်နဲ့ဘုံလာကျဲတယ်လို့ဒေါ်အေးမြင့်ဝင်းတို့မိသားစုမှတ်ထင်ခဲ့ပါတယ်။ဒါကြောင့်စစ်ဘေးရှောင်နေတဲ့ဘုံကြီးကျောင်းဝင်းတွေကကျောင်းဆောင်တစ်ခုတည်းဝင်ပုံးရမှာကျောင်းဆောင်ပြိုကျပြီးပိတ်မိနေကြပါတယ်။ အဲ့ဒီဖြစ်ရမှာဒေါ်အေးမြင့်ဝင်းရဲ့ခင်မွန်းချွေးမနဲ့ညီလေးယောက်တို့ဝေကျင်ပြီးတည်ဆုံတော့ပါတယ်အဲ့ဒီဗကန်ခွဲရောက်လေးဝင်ယူပါလေဥပုံနေဆိုတော့ဥသိန်းနေတော့လောက်ဖို့ပြင်ဖို့ဆင်မှုရဝင်ယူတာတောင်ထင်ဒီဆက်ဝင်ယူတာဒီသွင်းနေဝင်ယူတာအဲ့ချိန်မှာပဲအဲ့ဘွားချတဲ့ခင်းတော့အဲ့နောက်ဝက်ဝက်တဲ့ဘွားကလေးရင်းရင်းချတယ်မှလို့ဘုံတို့တစ်ချက်တည်းလှုပ်လိုက်တာဆိုတော့တန်ကြလိုက်တန်ကြလိုက်တာနဲ့အဲ့နောက်ဝက်ကြဝက်ကြတယ် ဝတ်လိုက်တာဒီနာနာလေးပေါ့ဝင်ရပြီကဝတ်ဆက်နာရံပြီလေးပေါ့ဒီနာရံလောက်တာပြောဟုတ်ကဲ့ဘွားကလည်းနာရံကြီးနာရံကြီးပြီးကြတီကြောကြီးပြီးပါဒီတချမ်းကြောကြီးတချမ်းပြီးပါထားတော့မထားနိုင်လူတွေကိုနေဦးဖွဲ့တော့ပါပြီးရတော့9ယောက်ပြီးတာပဲငါလား6ယောက်ကတီပါဟုတ်ဟုတ်တယ်မိသားစုဝင်နေကြည့်ပါအားရတယ်ချွေးမနဲ့မီးလေးနဲ့လေယောက်ျားနဲ့ ီခံရတော့အတူဒီလိုပါဖြေးပါလုံးကောင်းတော့ပဲကောင်းပြဲတော့မူကြပါအောင်ရေတွေတက်လာပြီတက်လာပြီပြောဒီဆုံးသွားတဲ့မိသားစုဝင်6ဦးကတော့ဒေါ်အေးမြင့်ဝင်းရဲ့ခင်မွန်းဖြစ်သူအသက်65နှစ်ရွယ်ဦးသိန်းထေအသက်25နှစ်ရွယ်ချွေးမဖြစ်သူဒေါ်ဇာလီမြင့်နဲ့မျိုးတွေဖြစ်ကြတဲ့အသက်12နှစ်ရွယ်မတ်တစင် အသက်9နှစ်ရွယ်မခင်ပလဲအသက်3နှစ်ရွယ်မခင်တန်နာဝင်းနဲ့အသက်1နှစ်ရွယ် မခင်နီလာဝင်းတို့ဖြစ်ကြပါတယ်အသက်၁၂နှစ်ရွယ်တမီးမသက်စင်ကိုဆုံးရှုံးလိုက်ရတဲ့မိခင်ဖြစ်သူဒေါ်မုံမုံကြီးကတော့အဲ့ဒီနေ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုခုလိုပြောပြပါတယ်ဒီကလည်းငါတမီးရဲ့အဲ့နာဝူးဝဲတကြဘွားချဲရသူပဲပေါ့အဖေကတော့ဝေခိုင်းလိုက်တာပေါ့ကိုကလည်းအာနဲ့နေရန်ပြီးကတ်ဝဲလိုက်တယ်ကတ်ဝဲတဲ့ချိန်အဘွားချဲတာတော့အလုတ်တာနဲ့ဆိုခဲရီကကွန်ပျူတာကဘာမှမသိလိုက်တော့ပြူးကြလိုက်တော့လေအပေါ်ကလည်းဝိဝိဆိုတော့ဘောမောမသိလိုက်တော့လေပြူးကြတာဟုတ် အပြီးသူတော့မှငရင်တော့တာဖြစ်ပြီလူတွေအကုန်လုံးပို့သွားတော့ဘာမှမမြင်ရတော့ဘူးလူရှိတလောက်လင်းငါကြအကုန်လုံး၉ရောက်ပြီတာပြီးတာ၃ရောက်ပဲထုတ်ထုတ်ရတော့၆ရောက်ကတော့အကုန်ဥတွေဆွဲပါတွေထွက်နေအကုန်ပြချက်ကုန်ရတော့ဘူးတကားဒီဟိုအလုတ်ကဥလီထွက်တဲ့လူကတပါးတွေဖတ်တယ်ဆိုတီဟုံကြည့်လိုက်ရတော့သူတို့မှဆောင်းနဲ့ထုတ်ပြီးတော့တခါတည်းသွားပို့လာတာရှင်းအောင်စေဒီပထိုးများစွာရှိတဲ့မင်းကွန်ဒေတာဟာလေငရင်တန်ကိုအပြင်းထန်ခန်းစားခဲ့ရပြီး မင်းကုန်းဒေသမြောက်ဖက် ERI မြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ကျေးရွာတွေနဲ့တက်တန်းရင်ဘုံကြီးချောင်းတွေဇီဒီပထိုးတွေလည်းပြိုကျပျက်စီးခဲ့ပါတယ်။အိုက်တန်ရွာမှာတော့ဒိုအေးမြင့်ဝင်းတို့မိသားစုပြင်ဘုံကြီးတစ်ပါးနဲ့အိုက်တန်ရွာကန်သားဖားနှစ်ယောက်လည်းငရင်ချောင်းတည်ဆုံးခဲ့ရပါတယ်။စစ်ဘေးရှောင်ရင်ငရင်တန်ချောင်းတည်ဆုံးခဲ့ရတဲ့ဖြစ်ရဟာစကိုင်းမြို့နယ်ကဒေါ်အေးမြင့်ဝင်းတို့မိသားစုတင်မကပဲအများပြားရှိခဲ့ပါတယ်။ လာရှိုးနဲ့ဗမော်မျိုးတွေကနေမန္တလေးတိုင်းမှာစစ်ရှောင်ရင်းမိသားစုဝင်တွေတည်ဆုံရသူတချို့နဲ့လည်းမြမနောင်းကစကားပြောခွင့်ရခဲ့ပါတယ်။တိုက်ပွဲတွေပြင်းထန်တဲ့ကချင်ပြည်နယ်ဗမော်မျိုးကနေစစ်ရှောင်လာတဲ့အသက်၄၂နှစ်ရွယ်ဒေါ်အီးခိန်စာမောင်ဟာလည်းငရင်ကျောင်းအသက်၉နှစ်ရွယ်သားတယောက်ဆုံးရှုံးလိုက်ရပါတယ်။မန္တလေးတိုင်းကျောင်းဆယ်မြို့နယ်အရှိမြင်းဆန်းရွာမှာအင်းငါးပီတာမီနီယောက်စေဘေးရှောင်နေချိန် မလ28ရက်နေ့ငရင်ကျောင်းတားဖြစ်သူမောင်ကောင်းကင်ကိုကိုတေဆုံသွားခဲ့ရတာပါအမတို့အမိညာကအဲ့ဒီကလေးမှငလင်ရောက်တော့အိတ်နေကြတာအမကလည်းဘိုင်းအောင်လာနဲ့တိတောက်ပြီးအိတ်နေကလေးကကျတော့အဲ့နာမှာဟုတ်မမေးနာမှာပုံလေးကြည်မှနေနေတာအကတိကတအားခါလဲဒါအမတို့သားမိညာကအဲ့နေမောင်လေးရဲ့ကြောင်နေရပေါ့နော်ဘာတိုင်းလဲပေါ့လင်းရင်သလားခါမှလည်းမပြုတ်ဘူးတော့နေရင်များလာလာသူ့မလေးကြောင်နေအောင်ပြူကြပလိုက်တာလေအိမ်တိတာလေအဲ့ဒီအုတ်တွေအကုန်လုံးပြူလဲရလေ အမတို့သားမီးမြောက်ဇလုံးပြီးတာအမကတော့လက်စီနိုင်ရိုးတွေခြေောက်တွေပေါ့နော်အသားကတော့အဲ့ကမှလမ်းမလျှောက်နိုင်မှားထားရတာဒါတွေလည်းမှားထားသူကတော့ဘာမှကိုမအဲ့ကလေးကကိုမအသက်ကိုမလဲကြတော့တာတင်းရုံတော့အမတို့ကတော့ရောက်အောင်သွားလိုက်ပြီးတဲ့အချိန်မှာမရတော့ဘူးပြန်ဝင်ပြောလို့ပေါ့ပြန်ခဲ့တာအဲ့ဒါဒီဗီလာ20ရက်နေ့ညပိုင်းထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရတော့ငွေကြောင်းသေဆုံးသူပေါင်း3900ကျော်ရှိပြီးဒဏ်ရာရရှိသူ9000ကျော်ရှိတယ်လို့ဒုတိယ20ဟာလည်းပျောက်ဆုံးနေစေဖြစ်ပါတယ်။ မင်းကူညီကစရေးတွေထိတိယောက်ယောက်လုံနိုင်ဖို့ဆိုပြီးအေဗီလာတွင်မှာစစ်ကောင်စီကအပြစ်ခက်ရက်စဲကြောင်းကြီးညာခဲ့ပါတယ်။ဒါပေမဲ့အပြစ်ရဲ့ကြီးညာတဲ့အေဗီလာနှစ်ရက်နေကစပြီးဒီကနေ့ထိစစ်ကောင်စီဟာနေ့စဉ်ရက်ဆက်ဆိုသလိုနေရာနံပြားမှာဘုံကျဲတိုက်ခိုက်နေသလိုဒါဇင်နဲ့ချီတဲ့အစုလိုက်ပြုံလိုက်ရက်သားတေဆုံမှုတွေလည်းအများပြားရှိနေပါတယ်ခင်ဗျာ။